ကိုလံဘီယာနယ်စပ်အနီးတရားမဝင်တပ်ထုတွင်ဒူးဖော်မှုတွေကိုတိုက်ဖြတ်နေတဲ့စစ်သားတွေကို First တပုံတွေကတိုက်ခိုက်ခဲ့တဲ့အတွက် စစ်မှုရန်ဆက်တဝခန့်အသေဆုံးခဲ့ကြောင်းဤကွေရောအာနာပိုင်တွေကမေကိုရက်ကပြောပါရယ်လက်တင်အမေရိကရဲ့အကြီးဆုံးသဘုံအဖွဲ့ဖြစ်ခဲ့တဲ့ First သဘုံအဖွဲ့ရဲ့လက်နက်ကင်ဂိုင်းကွဲအဖွဲ့တချို့ဟာပင်မ First သဘုံအဖွဲ့နဲ့ကိုလံဘီယာအစိုးရကြား2016ခုနှစ်ကရရှိခဲ့တဲ့တမိုင်းဝင်သဘောတူညီချက်ကိုညှင်းဆို့ခဲ့ပါတယ်။ဒီဂိုင်းကွဲအဖွဲ့တွေဟာလက်နက်ချဖို့ညှင်းဆို့ခဲ့ပြီးတရားမဝင်မှုရဲ့စေဝါမှောက်ခိုးကူးမှုတွေတရားမဝင်တပ်ထူရင်တူးဖော်မှုတွေလိုမျိုးရာဇဝတ်မှုတွေကိုဆက်လက်လှုပ်ဆောင်လျက်ရှိပါတယ်။ စစ်သား၁၁ယောက်တင်ဆောင်ပြီးတဦးတရားရခဲ့ပါတယ်လို့အီကွေဒေါ်စစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။တရားမဝင်တပ်ထုတွင်တူးဖော်မှုကိုတိုက်ဖြတ်တဲ့စစ်စင်ရေးမှာစစ်မှုရဲများစွာပါဝင်ခဲ့ပြီးအဲဒီစစ်မှုရဲတွေကို fast တဘုံတွေကဖောက်ခွဲရေးပစ္စည်းတွေလက်ပစ်ဘုံတွေလက်နက်တွေနဲ့ခြုံခိုတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။အော်ရီလာနာပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ဒီတိုက်ခိုက်မှုအတွက် fast အဖွဲ့အစည်းဖြစ်တဲ့ commandos dealer frontiera ကလှုပ်ဆောင်ကြောင်းကြေညာခဲ့ပါတယ်။